မင်္ဂလာပါຫນွေဥနယမ2025ခုနှစ်ဇွန်လ18ရက်နေ့ညနေပိုင်းသတင်းများကိုစတင်အစီရင်ခံပါတော့မယ်ကျွန်တော်တောက်ကြပါပထမဦးဆုံးအနေနဲ့ ရန်ကုန်ပြည်လူမိုက်များစစ်တပ်ကလွဲပြီးဘေသူကိုမှလူမထင်တော့ဟုဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ရန်ကုန်မြို့မှာရှိတဲ့ပြူစောတိလူမိုက်များကစစ်တပ်ကလွဲပြီးဘေသူကိုမှအဖက်မလို့တော့ကြောင်းသိရှိရပါတယ်။ရန်ကုန်မြို့မှာရှိတဲ့ပြူစောတိအများစုကလူမိုက်များဖြစ်ကြပြီးသူတို့ကျူးလွန်နေကြတဲ့ရာဇဝတ်မှုတွေကိုအကာအကွယ်ရဖို့အတွက်ပြူစောတိနဲ့ရက်ကွက်အုပ်ချုပ်ရေးမှုအဖွဲ့များမှဝင်ရောက်လုကင်နေကြပြီးရဲများကိုလည်းအဖက်မလို့တော့ကြောင်းရန်ကုန်အခြေစိုက်ရဲတရင်အကြီးမြစ်ထံကနေသိရှိရပါတယ်။ စစ်တပ်ကရဲတွေကိုနှိမ်ထားတယ်ပြူတွေကိုတပည့်မွေးပြီးရဲတွေရဲ့ရပောက်ရလန်းဂွင်းတွေကိုဝင်ယူတယ်ပြူတွေကလည်းစစ်တပ်အားကိုးနဲ့ရဲတွေကိုအဖက်မလုတော့ဘူးလို့၎င်းကဆိုပါတယ်လူမိုက်များအခြေဆိုင်ရာရန်ကုန်မြို့စုံမှာရှိတဲ့စင်ချေပုံရက်ွက်များမှာပြူစော့တိလူမိုက်များကတရားမဝင်လုပ်ငန်းမျိုးစုံကိုလုပ်ကင်လျက်ရှိပြီးရဲတွေကိုဘော်ဒါကြီးတာပေးတော့ကြောင့်သိရှိရပါတယ်လောင်ကစားမူရစီလူရဲ့ဓမြတိုက်ပြူတွေလောက်တာမှန်သမျှနေတဲ့ကဘော်ဒါကြီးပဲရတယ်ယူချင်းယူမယူချင်းနေပဲ လူမိုက်ခေါင်းဆောင်ဆိုတာတွေကစကမ်းမှုလောက်ကိုပဲသူတို့နဲ့တန်းတူပုံစံမျိုးသဘောထားနေကြတာလို့၎င်းကဆက်လက်ပြောဆိုပါတယ်။ရန်ကုန်မြို့အခြေစိုက်စစ်တပ်ဟာပြူစောတိနဲ့ရက်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့နဲ့တိုက်ရိုက်ဆက်ဆံပြီးတရားမဝင်လုပ်ငန်းမျိုးစုံအတွက်လိုင်းကြီးတိုက်ရိုက်ရယူနေတယ်လို့ရင်တရားမဝင်လုပ်ငန်းများကိုလည်းအကာအကွယ်ပေးထားကြကြောင်းသိရှိရပါတယ်။ဇွန်လ23ရက်ည8:00ခန့်မှာရန်ကုန်မြို့လမ်းမတော်မြို့နယ်အတွင်းမှာရဲတအုပ်ကိုပြူစောတိလူမိုက်တွေက ဓာတ်နဲ့ခုတ်ပြီးတုံးနဲ့ဝိုင်းရိုက်ကြတဲ့အချိန်မှာအချားရဲများရောက်လာပြီးတနက်နဲ့ပြစ်မှထွက်ပြီးတွားကြကြောင်သိရှိရပါတယ်။အဲ့ဒါကရန်ကုန်မြို့ရဲ့အခြေအနေအမှန်ပဲလို့၎င်းကဆိုပါတယ်။ဓာတ်နဲ့အခုတ်ခံရတဲ့ရဲမှာပြင်းထန်တန်ရန်ရရှိခဲ့ပြီးပြူစော့တီ၃ဦးကိုတော့ရဲတွေကဖမ်းမိခဲ့ကြောင်သိရှိရပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့ငန်းစုံမှစစ်ကောင်စီစစ်စေးရေးဂိတ်ကိုမိုင်းဆွဲသုံးဦးတေဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းငန်းစုံမြို့နယ်မြို့သားစေးယုံအနီးမှာ ခေးချပြီးပြည်သူများထံကနေငွေကြေးကောက်ခံနေတဲ့စစ်ကောင်စီတပ်ရဲ့စစ်စေးရေးဂိတ်ကိုမိုင်းဆွဲတိုက်ခတ်ခဲ့ရမှာစစ်ကောင်စီတပ်သား၃ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရသူများလည်းရှိကြောင်းငကနီပြောက်ကြားတပ်ဖွဲ့မြင်းချံကတရင်ထုတ်ပြန်ပါတယ်။ယမန်နေ့ဇွန်လ16ရက်နေ့မနက်9:50မိနစ်အချိန်မှာအဆိုပါစစ်စေးရေးဂိတ်ကိုဖောက်ခွဲတိုက်ခတ်ခဲ့ခြင်းဖြစ်ကြောင်းငကနီပြောက်ကြားတပ်ဖွဲ့မြင်းချံမှတာဝန်ရှိသူတို့ကယနေ့ဇွန်လ18ရက်နေ့မှာပြောကြားပါတယ်။၎င်းက စက္ကစတွေကိုအမြဲစောင့်ကြည့်ပြီးထွက်တဲ့နေရာတိုင်းကိုတရားလေးလာဖြစ်တယ်။နေ့စဉ်ထွက်လာတော့ကျွန်တော်တို့အကွက်ဝင်လာခဲ့တာကြိုတင်ပြင်ဆင်ထားပြီးသူတို့ထွက်လာမဲ့နေရာကအသင့်ဆောင်ပြီးတိုက်ခိုက်ခဲ့တာလို့ပြောပါတယ်။မိုင်းဆွေတိုက်ခိုက်ခံလိုက်ရတဲ့စစ်ကောင်စီတပ်ဖွဲ့ဟာလည်းရန်တပ်ပစ်ခတ်မှုများပြုလုပ်ပြီးနောက်တေဆုံးသူများနဲ့ထိခိုက်သူများကိုအနီးမှာရှိတဲ့မြို့သားစေယုံတွင်းကိုခေါ်ဆောင်သွားကြောင်းငကနီပြောက်ချတက်ဖွဲ့မြင့်ကြံကပြောဆိုပါတယ်။၎င်းက ။ဒဏ်ရာရတဲ့သူက၄ယောက်လောက်ရှိမယ်။စေယုံကလူနာဆောင်တွေပါခေါ်ပြီးအခြေအနေမကောင်းတဲ့သူတွေကိုမန္တလေးဘက်ကကားနဲ့ထွက်သွားကြတာကားပေါ်မှာပြည်သူအများပြားလဲပါပါတယ်လို့ဆိုပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဟာမြို့သားမျိုးစစ်မှုဇုံနေရာနဲ့ရဲစခန်းတွေမှာအထိုင်ချတက်ဆွဲထားပြီးရဲစခန်းများမှာရှိတဲ့စစ်ကောင်စီတပ်သားများမှာမြို့ပေါ်နေရာများမှာကင်းလက်စစ်ဆေးခြင်းဂိတ်ဖွင့်ငွေတောင်းခံခြင်းများလှုပ်ဆောင်လိရှိကြောင်းသိရှိရပါတယ်။မိုင်းဆွဲတိုက်ခိုက်မှုများဖြစ်ပွားပြီးနောက်ယနေ့မှာမြို့သားစေယုံအနီစစ်ကောင်စီရဲ့စစ်ဆေးရေးကိန်းမရှိတော့ကြောင်း ငကနီပြောက်ကြားတက်ဖွဲ့မြင့်ကြံထံကနေသိရှိရပါတယ်။နန်းစုံမျိုးနဲ့အတွင်းနေတိုင်းနေကြတဲ့ပြည်သူများအနေနဲ့ကားမြမှန်ချမောင်းပေးပါရန်နဲ့အခင်းဖြစ်နေချိန်မှာရှစ်ဆက်ပြီးမမောင်းနိုင်ပဲရောက်ရနေရာမှာနောက်ကျောင်းပြန်လှည့်ပေးပါရန်တော်လိုင်းရေးတက်ဖွဲ့များကတိုက်တွန်းထားပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့နောက်ချိုကိုဥတီပြန်သိမ်းဖို့စစ်ကောင်စီကစစ်ကြောင်းများခွဲ၍ဇက်တိုက်ထိုးစစ်ဆင်လာနေပြီးနေ့စဉ်အဆက်မပြတ်တိုက်ခိုက်နေပြည်ဦးလွင်ချင်းချောက်မခံရရင်နောက်ချိုပြန်ရရေးအခရာကြောက်ဟုဆိုကြောင်းတင်ဆက်ပေးပါမယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ TNL ကတင်ပိုက်ထားတဲ့နောင်ချိုမြို့ကိုဥတီပြန်လဲတင်ပိုက်နိုင်ဖို့အတွက်စစ်ကောင်စီကစစ်ကြောင်းများခွဲပြီးအပြင်းထန်ဒုစစ်ဆင်လာနေကနေ့စဉ်စစ်တပ်ကတိုက်ခိုက်မှုများလှုပ်ဆောင်နေကြောင်းနောင်ချိုမြို့ဒေသပြည်သူများနဲ့စည်ရေးတရင်အရေးမြစ်ကပြောဆိုပါတယ်။အကြံပတ်စစ်ကောင်စီကနောင်ချိုမြို့ကိုဥတီပြီးတောင်ခန်းဒေသကံကြီးကြီးရွာဘက်မှ၎င်းပြည်ဦးလွင်ပန်းပွေးဘက်မှ၎င်းတောင်ခန်းဒေသနောင်ချိုကြီးဘက်မှ၎င်းစစ်ကြောင်းများကိုအင်အားဖြည့်ဒုစစ်ဆင်လာနေကြောင်းစစ်ကောင်စီတပ်ရဲ့စစ်ကြောင်းများက နေ့စဉ်ရှီတိုးတိုက်ခိုက်နေပေမဲ့တချို့နေရာများမှာ TNL ပူပေါင်းတပ်များကပြန်လည်ခုခံနေရမှာထိုးစစ်ပုံစံပြန်ပြောင်းတိုက်ခိုက်တဲ့အတွက်စစ်ကောင်စီတပ်များနောက်ပြန်ဆုတ်သွားမှုများရှိကြောင်းသိရှိရပါတယ်။အခုနောင်ချိုမြို့မှာစစ်တပ်ကအတင်းကိုရှီတိုးတာပဲ။ TNL နဲ့တော်လန်ရေးတပ်ဖွဲ့တွေကလည်းခုခံရာကနေပြန်ထိုးစစ်လုပ်တော့စစ်တပ်ကထိုးစစ်ပြန်လည်သွားတယ်။အဲ့ဒါကလည်းအင်အားပြန်ဖြည့်လက်နက်ခဲယမ်းပြန်ဖြည့်ပြန်တိုးဖို့ကြိုးစားအဲ့ဒီလိုတွေဖြစ်နေတယ်။စစ်တပ်စစ်ကြောင်းတွေကနောင်ချိုမြို့ကိုပဲဥတီထားတာ။ နောင်ချိုကိုမရမကပြန်တိုက်ဖို့လို့နောင်ချိုမြို့မှဒေသပြည်သူတို့ကရှင်းပြပါတယ်။ယမန်နေ့ဇွန်လ16ရက်နေ့နောင်ချိုမြို့နယ်အိုမတိနယ်ရေမောင်းတန်းကျေးရွာမှာစစ်ကောင်စီတပ်နဲ့တအောင်းတက်မတော် TNL တို့ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ပြီးထိုတိုက်ပွဲအတွင်းစစ်ကောင်စီတပ်ကလက်နက်ကြီး၉လုံးနဲ့ drone ဖြင့်ဘုံ၂၆လုံးပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း TNL ကယနေ့သတင်းထုတ်ပြန်ပါတယ်။ထို့ပြင်လက်ပံကုန်းကျေးရွာမှာလည်းတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်ကောင်စီတပ်ကလက်နက်ကြီး၃လုံးပစ်ခတ်ခဲ့ကြောင်း ဇွန်လ15ရက်နေ့လက်ပံကုန်းကြေးရွာအော်မတီကြေးရွာနဲ့ရေမောင်းတန်းကြေးရွာတွေမှာတိုက်ပွဲဖြစ်ပွားနေချိန်စစ်ကောင်စီတပ်ကလက်နက်ကြီးကိုလုံး drone နဲ့အစိမ့်ငွေပုံ38လုံးနဲ့ဘုံ35လုံးတို့ကိုလည်းပစ်ခတ်ခဲ့ကြောင်းသိရှိရပါတယ်။နောက်ချိုကပြင်ဦးလွင်နဲ့အနီးဆုံးဖြစ်တော့ပြင်ဦးလွင်ကိုချင်းချောက်နေတာကိုစစ်ကောင်ဆောင်ကလိုလားပုံမရဘူး။နောက်ချိုကိုတင်းတင်းမဲမဲပြန်တိုက်နေတာတက်မြို့ပြင်ဦးလွင်ကိုချင်းချောက်မှာကြောက်လို့နောက်ချိုတောင်ခန်းကိုသာ TNL ကရရင် ပြည်ဦးလွင်မှာရှိနေတဲ့ DSA DSTA အကြောင်းတွေအကုန်ရွှေ့ရမှာပဲ။နောက်ချုပ်ကိုစစ်တပ်ကပြန်တိုက်နေတာကနေမီလူဂျင်နာတက်ဂုံတိတ်ခါကိုကာကွယ်တဲ့သဘောလို့သုံးသပ်ရတယ်လို့စစ်ရေးသတင်းအရင်းမြစ်ကပြောဆိုပါတယ်။အကြပ်ဖက်စစ်ကောင်စီကဇွန်လတလလုံးငလင်အတွက်ယာယီအပြစ်ခက်ရဲစဲထားမယ်လို့ကြေညာထားပေမဲ့လည်းနောက်ချုပ်မျိုးကတော့နေ့စဉ်နေ့တိုင်းထိုးစစ်ဆင်ပြစ်ခတ်တိုက်ခိုက်မှုများအကြီးအကျယ်လှုံ့ဆော်တာ၎င်းကြေညာထားတဲ့အပြစ်ရဲ့ကြေညာမှုကို၎င်းကိုယ်တိုင်ပြန်လည်ချိုးဖောက်ပြနေတယ်လို့ နောင်ချိုဒေသပြည်သူများနဲ့ TNL ကထုတ်ပြန်ပြောဆိုထားပါတယ်ခင်ဗျာဆက်လက်ပြီးတော့တောင်ငူမှာစစ်ကောင်စီဂိတ်စခန်းကိုဖျက်ဆီးမောင်းနှင်လာတဲ့ကယန်းပြည်သစ်ပါတီအမတ်တဆိတ်နဲ့အလံပါရိတ်ခါတင်ကုန်တင်ကားတစည်းကိုဖမ်းဆီးရရှိပြီး KNU တံကိုလွှဲပြောင်းပေးခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းတောင်ငူမြို့နယ်ကရင်ချောင်းတရာကွန်ကရစ်လမ်းပေါ်မှာစစ်ကောင်စီဂိတ်ကိုဖျက်ဆီးမောင်းနှင်လာတဲ့ကယန်းပြည်သစ်ပါတီအမတ်တဆိတ်အလံပါကုန်တင်ကားတစည်းကိုဖမ်းမိခဲ့ကြောင်းရီတာရှင်မြို့နယ်အခြေစိုက်တရင် 3934မှာတာဝန်ရှိသူတို့ကပြောကြပါတယ်။ဇွန်လ9ရက်နေ့ညနေ9:45မိနစ်အချိန်တောင်ကုန်မြို့နယ်ကရင်ချောင်းတဒါကွန်ကရစ်လမ်းပေါ်မှာရီတာရှင်မြို့နယ်အခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်မတော်တရင်3934တခွက်တိရဲဘော်များကနေမီလုံကြုံရေးဆောင်ရွက်နေစမှာစစ်ကောင်စီဂိတ်တွေကိုလွယ်ကူစွာဖျက်ဆီးမောင်းနှင်လာတဲ့ကရင်ပြည်သက်ပါတီအမတ်တစိမ့်နဲ့အလံပါကားတစ်စီးကိုမတင်ကားပွဲရာစစ်ဆီးတွှိရှိတဲ့အတွက်ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်းသိရှိရပါတယ်။ အဲ့ဒီလိုဖန်စီထိမ့်သိမ့်လိုက်တဲ့ကားပေါ်မှာရင်မောင်းတူရင်နောက်လိုက်တူနဲ့အတူစံ825လုံးအချောက်စောက်တုတ်ကုန်ပစ္စည်းများပါရှိပြီးကရမ်းပြည်သက်ပါတီအမတ်တစိမ့်နဲ့အလံကိုကားမှန်ရှိမှကတ်ထားခြင်းကားရဲ့စတီယာရင်ရှိတက်တဲ့မှာကြည်ဖောက်ဝင်ထားတာကိုစစ်ဆေးတွေ့ရှိရခြင်းကရမ်းပြည်သက်ပါတီယူနီဖောင်းမဖလာတစ်ခုအုတ်ထုတ်တလုံးကရမ်းပြည်သက်ပါတီရဲ့ထောက်ခံချက်ကရမ်းပြည်သက်ပါတီရဲ့ဖြတ်တန်းတွာလာခွင့်ပြည်စာများကိုပါစစ်ဆေးတွေ့ရှိခဲ့ရကြောင်းသိရှိရပါတယ် တောင်ကုန်မြို့နယ်ကရင်ချောင်းတဒါကွန်ကရစ်လမ်းပေါ်မှာဖမ်းမိခဲ့တာပါ KNU တပ်မဟာနဲ့တနောင်ကြီးမြို့နယ်အမြေတမ်းကော်မတီနဲ့နေမြင့်တာဝန်ခံတို့ထံကိုလွှဲပြောင်းပေးလိုက်တာပါနောက်ဆက်တွဲဖြစ်လာမယ့်ပြဿနာကိုတရင်3934နဲ့မသက်ဆိုင်တော့ပါဘူးသူတို့ဘက်ကတာဝန်ယူတာဝန်ခံမှုအပြည့်နဲ့လက်ခံတဲ့အတွက်ပြည်စည်းလူအကုန်လွှဲပြောင်းပေးလိုက်တာပါလို့ဤတာရှင်မြို့နယ်အခြေစိုက်တရင်3934မှာတာဝန်ရှိသူတို့ကပြောကြပါဗျာကယန်းပြည်သက်ပါတီအမတ်တစိတ်ကဟာ စစ်ကောင်စီစစ်စေးရေးဂိတ်တွေကိုလွယ်ကူစွာဖျက်ဆီးသွားလာခြင်းကိုတန်တရားရှိတဲ့အတွက်ကြောင့်ပြည်သူ့ကာကွယ်ရေးတပ်မတော်တရင်353ညာလေးတက်ခွက်တရဲဘော်များကဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်ပြီးဇွန်လ9ရက်နေ့မှာ KNU တပ်မဟာနဲ့တန်တော်ကြီးမြို့နယ်အမြဲတမ်းကော်မတီဝင်တာဝန်ရှိသူတဦးနဲ့နေမီတာဝန်ခံတို့ထံကိုရင်မောင်းနဲ့ရင်စပယ်ယာတို့ကိုလွှဲပြောင်းပေးခဲ့ကြောင်းသိရှိရပါတယ်။ဒါ့အပြင်တာဝန်ယူတာဝန်ခံမှုနဲ့လက်ခံတဲ့အတွက်ကြောင့်ဖမ်းဆီးထိန်းသိမ်းထားတဲ့ရင်ဘော်ပါကျန်ရှိတဲ့ပစ္စည်းများကိုလည်း ဇွန်လ16ရက်နေ့မှာထပ်မံလွှဲပြောင်းပေးခဲ့ကြောင်းသိရှိရပါတယ်။အဆိုပါဖန်စီထိမ့်သိမ်းထားခဲ့တဲ့လူပုဂ္ဂိုလ်ပစ္စည်းများပေါ်တရင်3934အနေနဲ့တစုံတရာအလွဲသုံးစားပြုလုပ်ခဲ့ခြင်းမရှိခဲ့ကြောင်းတို့ဖြစ်ပါသောကြောင့်လွှဲပြောင်းပေးအပ်ခဲ့ခြင်းအပေါ်တာဝန်ယူလက်ခံခဲ့တဲ့ KNU တမဟာနှင့်တန်တော်ကြီးမျိုးနဲ့အမြဲတမ်းကော်မတီဝင်တာဝန်ရှိသူတို့ဦးနဲ့နေမီတာဝန်ခံတို့ကသာနောက်ဆက်တွဲဖြစ်ပေါ်လာမဲ့ပြဿနာများကိုတာဝန်ယူသွားမှာဖြစ်ကြောင်းရည်တာရှိမျိုးနဲ့အခြေစိုက်တရင်3934ကအတိပေးထားပါတယ်ခင်ဗျာဆက်လက်ပြီးတော့ ီရန်အစ္စရေးစစ်ပွဲ9မြောက်နေ့မှာတီဟီရန်မြို့တော်မှာပြည်သူများဘေးကင်းရာကိုရွှေ့ပြောင်းရန်ထရမ့်တိုက်တွန်းလိုက်ကြောင်းတင်ဆက်ပေးပါမယ်။အစ္စရေးနဲ့အီရန်တို့အကြအပြန်အလှန်တိုက်ခိုက်မှုများ9မြောက်နေ့မှာအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကအီရန်နိုင်ငံသားများကိုတီဟီရန်မြို့တော်မှာရွှေ့ပြောင်းရန်တိုက်တွန်းလိုက်ပါတယ်။အရှိအလေပိုင်းအခြေအနေကြောင့်ထရမ့်ဟာကနေဒါနိုင်ငံမှာကျင်းပတဲ့ G7 ထိပ်သီးအစည်းအဝေးမှာတရက်စောပြီးဇွန်လ16ရက်နေ့ကပြန်လည်ထွက်ခွာခဲ့ပါတယ်။ထရမ့်က၎င်းရဲ့ Truth Social Media Platform မှာ အီရန်အနေနဲ့ကျွန်တော်သူတို့ကိုတိုက်တွန်းခဲ့တဲ့သဘောတူညီချက်ကိုလက်မှတ်ထိုးခဲ့တဲ့တယ်။အရန်ရှက်စရာကောင်းပြီးလူအသက်တွေကိုဖြုံးတိရရောက်တယ်။ရိုးရိုးလေးပြောရရင်အီရန်မှာနျူကလ িয়ার လက်နက်မရှိစေရဘူး။ဒါကိုကျွန်တော်အကြိမ်ကြိမ်ပြောခဲ့ပြီးပြီ။တီရန်ကနေအလုံးချက်ချင်းရွှေ့ပြောင်းကြပါလို့ရည်သားခဲ့ပါတယ်။ပြင်သစ်သမ္မတအမန်နျူအယ်မက်ခရွန်ကအစ္စရေးနဲ့အီရန်တို့ကိုအမေရိကန်ကအစုပြုထားတဲ့အပြစ်ခတ်ရက်စဲရေးကိုသဘောတူညီရန်ချက်ချင်းဆောင်ရွက်ရမယ့်ရည်မှန်းချက်ဖြစ်တဲ့အတွက် Trump အနေနဲ့ G7 မှာစွန့်စည်းစွာထွက်ခွာခဲ့ခြင်းဟာအပြုသဘောဆောင်ကြောင်းပြောကြားခဲ့ပါတယ်။ Iran media များကအင်ကာနစ်အစောပိုင်းမှာတီဟီရန်မြို့မှာပောက်ကွဲမှုများနဲ့ပြင်းထန်တဲ့လေကြောင်းရန်ကာကွယ်ရေးပစ်မှတ်များကိုတိုက်ခိုက်မှုများဖြစ်ပွားခဲ့ကြောင်းဖော်ပြခဲ့ပါတယ်။ကီလိုမီတာ320မိုင်နီယာအကွာမှာရှိတဲ့အထက်ကနျူကလ িয়ার တပ်ဆင်မှုများရှိရာ Nortens တွင်လည်းလေကြောင်းရန်ကာကွယ်ရေးများကိုအသင့်ပြင်ထားပြီးဖြစ်ကြောင်း Sri Ran သတင်း website ကဖော်ပြခဲ့ပါတယ်။ Iran နဲ့ Israel တိုက်ခိုက်မှုများ၅ရက်အတွင်း တည်ဆုံးသူ224ဦးရှိပြီးအများစုမှာအရက်သားများဖြစ်ကြောင်းအီရန်အရာရှိများကထုတ်ပြန်ခဲ့တယ်လို့အစ္စရေးကလည်းအရက်သား24ဦးတည်ဆုံးခဲ့ကြောင်းပြောကြားခဲ့ပါတယ်။အစ္စရေးဗန်နယေးဝန်ကြီးဘေဇယ်စမော့ထရစ်ကအီရန်ရဲ့တိုက်ခိုက်မှုများကြောင့်ပျက်စီးမှုများဖြစ်ပေါ်ကအစ္စရေးနိုင်ငံသား3000နီးပါးကိုရှေ့ပြောင်းပေးခဲ့ကြောင်းပြောကြားခဲ့ပါတယ်။အိုမန်ကာတာနဲ့ဆော်ဒီအာရေဗျတို့ကိုထရမ့်အနေနဲ့အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နီတန်ယာဟုကိုချက်ချင်းပြစ်ခတ်ရက်စဲပေးရေးဖိအားပေးရန် အီရန်အစိုးရကတိုက်တွန်းခဲ့ကြောင်းရိုက်တာသတင်းများကဖော်ပြခဲ့ပါတယ်။ထို့သောပြုလုပ်ပါကအီရန်ကနျူကလ িয়ার ဆွေးနွေးပွဲများမှာပြင်လဲပြောင်းလဲရှိမယ်လို့အီရန်နဲ့ဒေတာရင်းသတင်းအရင်းမြစ်နှစ်ခုကပြောကြားခဲ့ပါတယ်။အီရန်ရဲ့နျူကလ িয়ার နဲ့ပဲ့တင်းတုံးကြီးအစီအစဉ်များကြောင့်ဖြစ်ပေါ်လာတဲ့ချင်းချောက်မှုများကိုအစ္စရေးကဖယ်ရှားရန်ဆုံးဖြတ်ထားကြောင်းလဲနီတန်ယာဟုကဇွန်လ16ရက်နေ့မှာသတင်းတောက်များကိုပြောကြားခဲ့ပါတယ်။အီရန်ကရန်လုံမှုများရစဲရန်ကြိုးပမ်းနေကြောင်းဇွန်လ16ရက်နေ့ကသတင်းများထွက်ပေါ်ခဲ့ပြီးနောက် ရင်းနှင်းစင်းတို့များကြဆင်းခဲ့ပေမဲ့ထရမ့်ကတီဟီရမ်မှာနေထိုင်သူများရွှေ့ပြောင်းရန်တတိပေးချက်အပြီးဇွန်လ18ရက်နေ့အာရှအစောပိုင်းမှာရင်းနှင်းစင်းတို့များ200ခန့်နှုံးကြော်ပြန်လည်မြင့်တက်ခဲ့ပါတယ်ခင်ဗျာဟုတ်ကဲ့ပါအစိုးရကြီးရှုခဲ့ကြတဲ့အတွက်ကျေးဇူးတင်ရှိပါတယ်။တရင်ကြီးရှုသူပြည်သူလူထုအပေါင်းစစ်မိတ်စာလက်မှအမြင့်ဆုံးလွတ်မြောက်ပြီးနိုင်ငံတော်အတွက်ကိုအမြင့်ဆုံးတည်ဆောက်နိုင်ပါစေလို့ကျွန်တော်တို့ຫນွေဦးနေရန်တရင် channel မှာဆုတောင်းလိုက်ပါတယ်ခင်ဗျာ။လူထုပဲရက်တီချင်းတရင်အစ်စ်အမှန်ຫນွေဦးနေရန်